အခုတင်ဆက်ပေးမယ့်သတင်းကတော့စစ်ရုံတကူဘုံခွဲခံရတာကြောင့်ခဏဦးသိဆုံးခဲ့တဲ့သတင်းပဲဖြစ်ပါတယ်။စစ်ရုံတကူဘုံခွဲတိုက်ခိုက်ခံရတာကြောင့်ခဏဦးသိဆုံးခဲ့တဲ့ဖြစ်စဉ်တရတောင်ဆူဒန်နိုင်ငံမှာဖြစ်ပွားခဲ့ရလို့သိရပါတယ်။တောင်ဆူဒန်နိုင်ငံဖိုင်ကန်မြို့ဟောင်းဧရိယာထဲမှာရှိတဲ့နေစီမရှားဆရာဝန်များအဖွဲ့ရဲ့စီးရုံတကူဘုံခွက်တိုက်ခိုက်ခံရတာဖြစ်ပြီးခုနှစ်ဦးသေဆုံးခဲ့တဲ့အပြင်ဒဏ်ရာရှိသူကဒါဇင်နဲ့ရှိပြီးတော့ရှိခဲ့ပါတယ် ပုံပွဲတာကြောင့်စိန်ဟောအစားအုံတွေကတော်တော်များများပျက်စီးသွားခဲ့တဲ့အပြင်စေဝါနဲ့ကုသရေးပစ္စည်းတွေလည်းထိခိုက်ပျက်စီးခဲ့ပါတယ်။ဘုံကတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးတောင်စုတန်အစိုးရကဘယ်အဖွဲ့အစည်းကအကြမ်းဖက်မှုလုပ်ဆောင်ခဲ့တယ်ဆိုတာကိုအတည်ပြုထုတ်ပြန်ခြင်းမရှိသေးဘူးလို့သိရပါတယ်။ နေစီမရဆရာဝန်များအဖွဲ့ကတရင်ထုတ်ပြန်ခဲ့ရမှာစစ်ဖြစ်နေတဲ့တောက်ဆူဒန်နိုင်ငံအတွက်အမှန်တကယ်လိုအပ်နေတဲ့စေဝါကုသရေးလုပ်ငန်းတွေလုံဆောင်နေတဲ့နေရာကိုဘုံခွက်တက်ခိုက်ခဲ့တာဟာကြီးမာတဲ့ရာဇဝတ်မှုကျူးလွန်တာဖြစ်ပြီးဘုံခွက်တက်ခိုက်မှုမခံရခင်ကလေးကလည်းရဟတ်ရင်နဲ့ပြစ်ခဲတက်ခိုက်တာနှစ်ကြိမ်ခံခဲ့ရတယ်လို့ထုတ်မှတ်ချက်ထဲမှာပါရှိခဲ့ပါတယ်ဒီသတင်းကိုတော့ညင်ကြောင်းအောင်ပေးဖို့လားပါ